လူငယ်တွေနဲ့ဘာလို့လုပ်ပေးတင်လဲဆိုတော့ပြောရရင်တော့ဘယ်နည်းနဲ့ပတ်သက်ပြောရမလဲ။ပညာရေးမှာပတ်သက်ပြောရမလား။ပညာရေးပတ်သက်ပြီးပြောရမလဲဆိုရင်တို့ဟိုဘာစတိပုံကြမ်းနစ်နေရတာပြောင်းစေချင်တယ်။ဟိုခုချိန်မှာဘာလို့ဆိုတော့တက်ဆွနေခုချအောင်တဲ့ပုံစံမျိုးလိုလိုပညာဖြစ်လာတဲ့အတွက်သူစတိပုံကြမ်းမှုတွေပြောင်းစေချင်တယ်၊လုပ်စေချင်တယ်။တို့လူငယ်နဲ့လူငယ်တွေမှာသူတို့နေနေဘာဖြစ်လဲဆိုတော့နိုင်ငံရေးမလုပ်ပြီးတယ်ပဲလူငယ်ချက်တက်လို့ဆိုပုံမလွတ်ထားတဲ့စက္ကလရီဆက်ပြီးရိုးစုံကိုလည်းပြင်ဆင်ချင်တယ်။ ဒါပေမဲ့တင်းသေးခြင်းနဲ့ဖြစ်သေးခြင်းနဲ့ပြောမှာလူငယ်ရဲလိုက်လာဒါပေမဲ့ရှေ့ကနေနေနေကွာဒီစားဒီပြင်းလမ်းပြလို့လည်းသူ့အတူကိုလုံးကြောင်းနေတော့မှာအဓိကတော့ဒီခဲကလာတယ်အဲရှိတူရဲ့ဒီဟာကောက်ပဲပေါ်နေတဲ့ဒီဘယ်ဖော်လစီဒီဘာဘယ်ရေးပေါ်လစီဒီဒါပြီးတော့တက်တက်ကျကျရှိတယ်ဘွာလာဒီဘယ်ရေးပေါ်လာလဲဆိုးရနေတယ်ပါတယ် တတော်တည်တည်ပါပဲဖြစ်ဖြစ်ကျန်တဲ့အစိုးရဘူလာလိုက်တယ်ဖြစ်ဖြစ်အတက်ဝင်လာပြန်ပြီးအစိုးရနေတဲ့အကောင့်ကပေါ်စီတယ်ဒါပြီးရင်ပြီးတော့ဒိုင်းလာဒေတာတွေပါရှိနေလူတွေရဲ့ခွက်လာပေါ့အဓိကဒိုင်းလာဒေတာတွေပါရှိနေလူတွေရဲ့ခွက်လာနေပိုးတက်ဖို့လိုစီနေတယ်ရှိလို့ခေါ်ပါတယ်ကျွန်တော်လက်ရှိလုပ်နေတာကတော့ကျန်နာရဲ့အကြောင်းတော့ကျန်နာ awareness training တွေကိုပေးနေတဲ့ကလေးတွေရဲ့ training ဖြစ်ပါတယ်ကျွန်တော်ဖွင့်စင်တဲ့နေရာတော့ don't action awareness ဖြစ်ပါတယ် ခါကျတော့အခုကျမပြောချင်တာလေးညာတော့ကျွန်တော်ငယ်တွေဖွံ့ဖြိုးဖို့အတွက်အာခန္ဓာဖွံ့ဖြိုးတာဖို့အတွက်ပါရည်ဒီအစိုးရတက်နေတဲ့ဘာလို့ဆိုရမလဲဆိုရဲလေးကိုလည်းမှာတော့ကျမအနေနဲ့ပြောလိုက်ဆိုလို့ရှိရင်ညွန့်နေလိုက်ညွန့်နေလိုက်ပါလူငယ်စင်တာပေါ့နော်လူငယ်စင်တာတွေကိုပွင့်လင်းလင်းနဲ့ထက်ထဲဝဝပေါ့နော်ဖိစေခြင်းပေါ့နော်ပြီးတော့အိမ်မှာလည်းလူငယ်တွေအများအားဆုံးပြီးတော့သူတို့ဆွေးနွေးခြင်းနဲ့ခေါင်းစဉ်လိုက်ချပြပြီးတော့အဲ့လူငယ်စင်တာမှာဆွေးနွေးခြင်းနဲ့ က်လာမယ်နောက်တက်လာမယ်ကျွန်တော်ဒီသူတို့ရွေးကောက်ထားတဲ့ဒီမိုကရေစီအစိုးရတက်တက်လာမယ်ဆိုရင်ဒီလူငယ်တွေရဲ့တတိယအုပ်စုဖြစ်တဲ့ကျွန်တော်တို့မျိုးဆက်တွေကတော့သူကဘယ်ပဲဖြစ်လို့နေဒီလိုကျွန်တော်2008ခွဲစည်းပုံအခြေခံဥပဒေမှာလည်းပါပါတယ်ကျွန်တော်အခန်းရှိတဲ့မှာပုံမှန်390ပါဆိုရယ်လူဆောင်အားလူဆောင်အားအရင်အမြစ်ဖွင့်လို့တက်တဲ့ပုံအတွက်စီမံကိန်းတွေဆိုတာရှိပါတယ်ဆိုတော့သူကလိုအပ်သူတို့ထည့်ပြီးတော့မှာ သူ့တွေဒီပြရားမျိုးတော့သူငယ်ငယ်တက်ကိုတိုးတရတိုးတကြောင်ကိုကန္တာတစ်ခုအနေနဲ့ထည့်ပေးမယ်ဆိုတာကျွန်တော်တို့ကြည့်ပါတယ်။အဲ့လိုထည့်ပေးမှလည်းကျွန်တော်တို့လူငယ်တွေနောင်လာမဲ့မျိုးစစ်တွေဟာဆိုရှင်ဒီဒီမိုကရေစီဆိုတာနဲ့လည်းလွဲပြီးတော့မှကောင်းမွန်စွာရှိတက်နိုင်ဖို့အတွက်ဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်။နောက်ပြီးလူငယ်နဲ့ပတ်သက်တဲ့တိကျမှုဝါဒတွေ စီမံကိန်းတွေချမှတ်ပြီးတော့ကောင်းတဲ့ပေါ်ကဖြစ်နိုင်လို့ဆိုတော့ငွေရေးရဘူးကငွေရေးရဘူးကငွေရေးရဝင်ချင်တာလိုမျိုးပေါ့နော်ဖွဲ့စည်းပြီးတော့မှဆောင်ရွက်စီရင်အဲ့လောလောဆယ်အဲ့လိုမျိုးဖြစ်နိုင်သေးတဲ့အချိန်မှာလည်းတခြားဝင်ကြီးဌာနတခုခုနဲ့ပူးတွဲပြီးတော့လုပ်ထားမျိုးဆိုတော့ဖြစ်နိုင်မယ်ကျွန်တော်တို့ယူဆတယ်